Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့အင်ကာဂျိုမှာရှေးဟောင်းသက်ရှိလက္ခဏာတွေရေခဲထဲမှာကြန့်ရှိနေနိုင်တယ်လို့လေ့လာမှုတွေကဆိုရဲဆိုရဲအကြောင်းပဲဖြစ်ပါတယ်။အင်ကာဂျိုဘောကရေခဲတွေထဲမှာသက်ရှိလက္ခဏာအသေးစားလေးတွေပုံအောင်နေနိုင်သေးတယ်လို့လေ့လာမှုအသစ်ကဖော်ပြထားပါတယ်။သိပ္ပံပညာရှင်တွေကဒီအထောက်အထားဟာနှစ်သန်းပေါင်းများစွာကြာအောင်ထိန်းသိမ်းထားနိုင်တယ်လို့ဆိုပါတယ်။ သူတွေတွေက တခွဲခန်းထဲမှာအင်ကာဂျိုရဲ့ EKB တဲအောင်ကြီးတင်နေတဲ့ပတ်ဝန်းကျင်ကိုဖန်တီးခဲ့ကြပါတယ်။သူတို့ကဘက်တရီရတွေကို ရေခဲတန်ထဲမှာအိတ်ခဲထားပြီးအင်ကာဂျိုရဲ့မျက်နှာပြင်နဲ့ဆင်တူတဲ့တဲအောင်ကြီးအများအပြားနဲ့ထိတွေ့စေခဲ့ပါတယ်။ရှာလက်တွေကအန်အောစရာကောင်းပါတယ်။ဒီလိုပြင်းထန်တဲ့အခြေအနေမျိုးမှာတော့အသက်ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့အမိုင်နိုအက်ဆစ်၁၀ရာခိုင်နှုန်းဟာမပြည့်စုံပဲကျန်ရှိနေခဲ့ပါတယ်။ သိပ္ပံပညာရှင်ခရစ်စတိုဘာဟောက်ကဆိုလိုတာကတကယ်လို့အင်ကာဂျိုရဲ့မျက်နှာပြင်နာမှာဘက်တီးရီးယားတွေရှိနေခဲ့မယ်ဆိုရင်လာမယ့်မရှင်တွေမှာရှာဖွေတွေ့ရှိနိုင်ပါတယ်လို့ပြောပါတယ်။အဆိုပါလေးလာမှုတွေအရာ ရေတန့်ရေခဲတွေဟာဇီဝဓာတ်ပေါင်းတွေကိုကာကွယ်ရမှာအလွန်ကောင်းမွန်တယ်လို့တွေ့ရှိခဲ့ကြပါတယ်။ရေခဲကတဲအောင်ကြီးကြောင့်ဖြစ်ပေါ်လာတဲ့အန္တရာယ်ရှိတဲ့အမုံတွေကိုပိတ်ဆို့ထားပြီးသက်ရှိတွေရဲ့အထောက်အထားတွေကိုပျက်စီးခြင်းကနေကာကွယ်ပေးပါတယ်။ တစ်ဖက်မှာတော့အင်ကာဂျူပေါ်မှာမြေကြီးတွေနဲ့ရွှေဈေးတွေကဇီဝတပောင်တွေကိုပုံမှန်ဆန်းစွာပျက်စီးစေပါတယ်။